ွန်တိန်နာယာဉ်မဝင်ရလမ်းမပေါ်မှာမောင်းနှင်ခဲ့တဲ့ယာဉ်မောင်းကိုယာဉ်နေရဲ့နှစ်ဦးကစစ်ဆေးဖို့တားဆီးခဲ့ရမှာယာဉ်မောင်းကဆယ်ပေါင်ထူနဲ့လိုက်လံထူနဲ့မှုမင်္ဂလာတုံမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။ဩဂတ်လ12ရက်နေ့ညနေ6နာရီကျော်မှာမင်္ဂလာတုံမြို့နယ်ပြည်လန်းတိုင်းရန်ကုန်ဘက်ကနေနေပြည်တော်ကိုမောင်းနှင်လာတဲ့ကွန်တိန်နာကြီးဟာခရီးပင်လမ်းစုံအနီးရှိကွန်တိန်နာယာဉ်မဝင်ရလမ်းမပေါ်ကိုချိုးကွေ့မောင်းနှင်လိုက်တာကြောင့် လမ်းအနီးတောင်ဝင်ကြနေတဲ့ရင်းနှင်းရဲနှစ်ဦးကတားဆီးစစ်ဆေးခဲ့ပါတယ်။အဲဒီလိုစစ်ဆေးရမှာကွန်တိန်နာရင်မောင်းဖြစ်သူထွန်းလင်းခေါ်ကလာကမထေမငန်ပြောဆိုကာ တားဆီးစစ်ဆေးတဲ့ယင်းဒိန်းနှစ်ဦးကိုယင်းဘောပါဆယ်ပေါင်တူနဲ့လိုက်လံထုနှက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဆိုပါယင်းဒိန်းနှစ်ဦးရဲ့လက်နက်ခါရုမှာထိခိုက်နာကျင်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။အမှတ်နဲ့ယင်းဒိန်းရဲတပ်ဖွဲ့ခွဲမှုဒုတိယရဲမှူးကြီးလင်းထုတ်ကကွန်တိန်နာဖြတ်မောင်းလို့မရတဲ့လမ်းကိုမောင်းလာတဲ့အတွက်ယင်းဒိန်းရဲကတားပြီးစစ်ဆေးတာကိုယင်းမောင်းကမကျေနပ်ပဲမချေမငံပြန်ပြောကကားပေါ်မှာပါတဲ့ဆယ်ပေါင်တူနဲ့ယင်းဒိန်းရဲတွေကိုတမင်သက်သက်လိုက်ထုခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီသူကို မင်္ဂလာတုံရဲစခန်းမှာဖမ်းဆီးထားတယ်လို့ပြောပါရယ်။မင်္ဂလာတုံမြို့မရဲစခန်းကစခန်းမှုဒူရဲမှုဝင်းမြင့်ကလည်းရင်းနှင်းရဲတွေကိုလိုက်ပြီးတူနဲ့ထူတဲ့ရင်မောင်းကိုဖမ်းဆီးစစ်ဆေးနေပြီးအဲ့ဒီအမှုကိုရင်းနှင်းရဲကတည့်ရလို့ပြုလုပ်ကအမှုဖွင့်ထားတယ်လို့ဆိုပါရယ်။အခုလိုပြစ်မှုကျူးလွန်ခဲ့တဲ့ရင်မောင်းဟာရင်းစည်းကမ်းချိုးဖောက်မှုရှိခဲ့တဲ့အတွက်လိုင်စင်ပိတ်သိမ်းခံထားရသူဖြစ်ပါရယ်။ဒီလိုတာဝန်နဲ့ရင်းစည်းကမ်းဆောင်ရွက်နေတဲ့ရင်းနှင်းရဲတပ်ဖွဲ့ဝင်တွေကိုရင်မောင်းနဲ့ရင်နောက်လိုက်အချို့က ဒုတ်တာစားတဲ့လက်နက်တွေနဲ့ကိုထိလက်ရောက်ကျူးလွန်မှုဖြစ်စဉ်တွေဟာအခုနှစ်အတွင်း၅ချိန်ရှိသွားပြီဖြစ်တယ်လို့ရင်းနှီးရဲတပ်ဖွဲ့မှသိရပါဗျ။